Please come away. အားလုံးပဲမင်္ဂလာပါကျမဆိုညိအေးပါခုဗီဒီယိုမှာကကြတော့ Excel tutorial ရဲ့အနေနဲ့ပေါ့နော်ဟိုကျမဒီဒီ column D ကိုတစ်ချက်ကြည့်လိုက်ပါ So column D မှာဒီ specific repeat character ဆိုတဲ့အကြောင်းအနေနဲ့ပတ်သက်ပြီးဆွေးနွေးပေးမယ် column D မှာကကြတော့ဥမာဒီမှာလေး full name department ပေါ့နော် date တို့ phone တို့ address တို့ဒီမှာ data ငါအကြောင်းရေးထားတယ်ရေးထားတဲ့ data ရဲ့နောက်မှာဒီ dot 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 လေးတွေတွေ့လားဒီ dot 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 လေးတွေကိုဘယ်လိုထည့်ရလဲဆိုတာကိုကျမကမျှဝေပေးချင်တာဖြစ်တယ်ဘာကြောင့်မို့လဲဆိုတော့ဒီမှာတစ်ချက်ကြည့်အောင် full name ဆိုတဲ့နေရာမှာ ားဒီ formula ဘာမှကြည့်လိုက်ကျမရေးတာက full name ပဲရေးထားတယ်နောက်ကဒေါ်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 ကဘလို့တက်သွားတာလဲဒီမှာတွေ့လားသူ့ရဲ့ formula ဘာမှသူ့ရဲ့ original data ပဲရှိပါတယ်နောက်ကဒေါ်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 တွေကအဲဒီမှာတစ်ချက်ကြည့်အောင်ဟောကျမကဒီ column ကိုကျုံလိုက်တာပဲဖြစ်ဖြစ် column ကိုချဲ့လိုက်တာပဲဖြစ်ချဲ့ရင်ချဲ့တယ်လို့ဒီမှာဒီ deadline တွေ auto ဖြတ်သွားတာကိုဘလို့လောက်ထားလဲဆိုတာကိုလက်တွေ့လိုက်လို့ကြည့်ရအောင်လေ့လာကြအောင်ကဲစမယ် so ဒီပေါ်ချင်တဲ့စာကြောင်း၅ကြောင်းကိုဆက်လက်မှတ်မယ် အဲကျမပြောနေကြတိုင်းပဲ right click နှိပ်ပြီးတော့ formisher တဲ့ကနေ number တဲ့က custom ကိုတွားခြင်းလဲတွားအဲနောက်တနည်းက select မှတ်ပြီးရနဲ့ control နဲ့1နှိပ်ရင်လဲနှိပ်ဒါအတူတူပဲဆိုတော့ custom ထဲမှာသူ့ရဲ့ဒီ number formatting ဒီမှာလေ type ရဲ့အောက်မှာ general general set rate တိပယ်ကကိုရင်းရေးတယ်လို့ပေါ်တယ်ဆိုတော့ဒီ general ထဲမှာကျမတို့ကပြင်ပေးရမှာဖြစ်တယ်ပြင်ရမယ့်စကားလုံးဒီဘာထဲမှာလဲဆိုရင်ဒီ uh, ship နဲ့ do ပေါ့နော် axign လေးရဲ့အာနောက်တစ်ခုကကြပါလဲဆိုရင် star လေးထည့်မယ်အဲ့နှစ်ခုကတော့ပုံတယ် axign လေးရဲ့ star လေးရဲ့ကပုံတယ်ဒီကျန်တော့เนาะ xy ရဲ့ star လေးကပုံတယ်။အဲဆိုရင်တတိယမြောက်စလုံးကကြာကိုကဘာသင်္ကေတပေါ်ချင်တာလဲပေါ်ချင်တဲ့သင်္ကေတဥပမာကျွန်မကတော်နေရလို့ deadline လေးပေါ်ချင်တယ်ဆိုကျွန်မက minus ရိုက်လိုက်မယ်။ ။ဒါဆိုရင်ရှေ့က X sign ရဲ့ star ကပုံသေးအနောက်ဘက်ကကြာကိုပေါ်ခြင်းနဲ့တင်ကိတလို့မှတ်ထားမယ်။၃လုံးပဲထည့်မယ်။ပြီးရနဲ့ okay မှာနှိပ်လိုက်မယ်။ဒီမှာတွေ့သလား။ minus လေးထည့်လိုက်တာဖြစ်တဲ့အတွက်သူဒီ minus တင်ကိတလေးပေါ်နေတာဖြစ်ပါတယ်။ကြာဆိုလို့ရှိရင်ကျွန်မဆက်လက်ပြန်မှတ်မယ်။ control 1နဲ့ပြန်သွားမယ်။ဆိုတော့နောက်ဆုံးဒီ star ဆိုတာလေးကိုကျွန်မကမြင်မြချင်းလေးထည့်ကြည့်မယ်ဗျာ။မြင်မြချင်းလေးပေါ်ခြင်းနဲ့မြင်မြချင်းတင်ကိတလေးပေါ်ခြင်းနဲ့ဆိုကျွန်မ3 3လုံးမြောက်ကို minus အစားမြင်မြချင်းလို့ချိန်လိုက်မယ်။ okay မှာနှိပ်မယ်။ဆိုတွေ့ပါသလား။အဲ ဲဒါဆိုရင်သူ့ရဲ့တင်ကိတသူဒီဒီကော်လန်ချဲ့ရင်ချဲ့တယ်လို့အော်တိုချဲ့တယ်ကျင်းရင်ကျင်းတယ်လို့ပေါ့နော်ဒါကိုဘာလို့ခေါ်လဲဆိုရင် repeated character လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုစမ်းမယ် control 1နှိပ်လိုက်မယ်ဆိုတော့ကျွန်မကဒီနောက်မှာဘာထည့်ချင်လဲဆိုလို့ရှိရင် okay ကျွန်မ ship နဲ့ number 6နဲ့နှိပ်လိုက်မယ်ပေါ့နော်ဒီတင်ကိတလေးထည့်ကြည့်လိုက်မယ် ။အဆိုတွေ့လားဒါက ship နဲ့6နဲ့ဟုတ်ပြီနော်။ဆိုရင်ကြိုက်တဲ့သင်္ကေတကိုစန္နာရှိတယ်လို့ညံရှိတယ်လို့ကိုကြိုက်တာပေါ်လို့ရပါတယ်။ဒီမှာအပေါင်းသင်္ကေတလေးထည့်ကြည့်လိုက်မယ်။ Okay ။ရပြီနော်။ဆိုတော့ဘယ်ရမစိုးလက်တွေ့ပဲစံသုံးကြည့်ပါအဲ့ဒါမှကိုတကယ်တက်မြောက်ပါလိမ့်မယ်ကိုတကယ်သိချင်တာများရှိရင် comment ထဲမှာကျွန်မကိုဟိုရေးပေးပါလို့ပြောချင်ပါတယ် ဒီလိုမျိုးဗီဒီယိုလေးတွေကိုစစ်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မရဲ့ channel လေးကို like and follow subscribe လုပ်ထားပေးဖို့နောက်ဆုံးကျွန်မရင် bye for now see you next video ပါ let's go to sun so high